အဓိကတော့နှာခေါင်း surgery လုပ်ထားတာပြိတက်မသိသေးဘူးပေါ့နော်ဒါပေမဲ့ကြောက်စိတ်လုံးဝမရှိတော့ပဲနဲ့ဟိုခံနိုင်ရှိသွားပြီးတော့ပြင်နိုင်သွားရယ်အဓိကတော့အယူသမှုပေါ့နော် crown ပေါ်မှာယူသမှုလိုပဲပြောမှာပေါ့ဟုတ်ကုန်ကျစိတ်ကတော့မပြောပြလောက်နိုင်အောင်မှာပဲအဲဘယ်လိုပြောမလဲအမ်မမေဆွဲချက်တကုံးရှိတော့ပေါ့ အရန် already ဖြစ်နေပါပြီ100% 100%အာဖိဖိလူကျင်တဲ့ winner crown ကိုတော့ယူပေးချင်ပါတယ်ဟုတ်ဒီဆလွေရလာကြရပါတော့အဓိကတော့ဒီပြိုင်ပွဲကိုဝင်ပြိုင်ခွင့်ရရဲ့အတွက်အရန်အရန်ကိုဝမ်းသာရဲအရန်အရန်ခုန်ယူရဲပြီးတော့မိချီလာကိုစားပြုအလှရပါတော့မိချီလာ ြို့အတွက်အကောင်းဆုံးကိုစားပြုအလှမယ်ဖြစ်အောင်ကြိုးစားတော့မှာပါဟုတ်ကဲ့ပါဆီကိုမိချီလာကြိုးစားပြုအလှမယ်လေးကိုဆက်လွယ်ပေးရပေးပါရန်တော့မအီမိုမိုဆော့ဆင်းပြထုတ်ဖိတ်ပါကျွန်မလေးအာအရင်ကတည်းကလည်းပြစ်သက်တွေကပြောကြရပေါ့နော်အာစလိုက်ကို miss ပြိုင်စေချင်ကြရယ်အာအဲ့ဒဲအဲ့ကတည်းကပေါ့နော်ပြစ်သက်တွေကအားပေးကြရယ် miss ပြိုင်အားပေးကြမယ်ဆိုပြီးတော့ပြောရယ်အဲ့တော့အာ miss ဝင်ပြိုင်ဖို့အတွက်ကလည်း season ထားနှစ်နှစ်လောက်ရှိပြီဟုတ်အာပြီးတော့ပြိတက်တွေလည်းတည်ရယ်အတော်များများလည်းတည်ရယ် miss ဝင်ပြိုင်မယ်ဆိုပြီးတော့ပေါ့နော်အာဒါမဲ့နည်းနည်းလေးကြာကြာနေရပေါ့နော်ဒါမဲ့အခုမှဒီနှစ်မှဒါဝင်ပြီးတော့ join ဖြစ်တာပါဟုတ် number 7 July weekday တခါမှ ဟိုပေါ့နော်မပြင်ဘူးတဲ့အရာတွေအားအရန်ကြောက်ရတဲ့အရာတွေကနေပြောလေလုံးဝမကြောက်တော့ပဲနဲ့အာအသိမွားလေးပါဆိုပြီးတော့ဖြစ်သွားဘယ်လိုပြောမလဲတစ်ခါမှဘဝမှာ surgery မလုပ်ခဲ့ဘူးဒါပေမဲ့အာအရန်ကြောက်တယ်ဒါပေမဲ့ဒီပြိုင်ပွဲအတွက်ကိုရင်းရမယ်အာကိုအများကြီးအာပြုပြင်ပြောင်းလဲရမယ်အရာတွေမှာပါတဲ့အတွက် လုံးဝကြောက်စိတ်လုံးဝမရှိတော့ပဲနဲ့ ဟိုခံနိုင်ရရှိသွားပြီးတော့ပြင်နိုင်သွားရယ်အဓိကတော့အယူသမှုပေါ့နော် crown ပေါ်မှာယူသမှုလို့ပဲပြောရမှာပေါ့ဟုတ်နှာခေါင်းပြင်ထားရယ်အာနှာခေါင်း surgery လုပ်ထားရယ်အာ king plastic surgery မှာပေါ့နော်ပြီးတော့ get walk train နဲ့ပြီးတော့ gym ဆော့ရယ်နှာခေါင်းပြင်တဲ့အချိန်မှာတော့ gym ကိုတော့တပတ်လောက်တော့နားချရယ်ပေါ့ဟုတ်အဲ့လောက်တော့နားချမှုမရှိဘူးဒါမဲ့ဟုတ်စိတ်လုံရရရောရှိရယ်ဒါမဲ့အာ တောင်းကိုတောက်ကိုတလောက်အကြိုက်လဲတခါမစီးဘူးအဲအဲ့အတွက်လဲနာတယ်ဒါပေမဲ့နာကျင်တာဘာမှမပြောပါလောက်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားရဲ့အဲပြီးတော့ပရိသတ်ရဲ့အားပေးမှုကြောင့်လဲပါတယ်အဓိကပေါ့နော်အဓိကအဓိကဒီလိုမျိုးတခါမှအပြိုင်ပွဲ experience မရှိပေမဲ့ပြည်သက်တွေကအရန်ကိုအားပေးကြရဲပြီးတော့ဝေဖန်ပေးကြရဲ ဝိပန်းတဲ့အတိုင်းလဲဇူလိုင်ကလိုက်လောက်ကြရဲ့ခါလိုက်လောက်တဲ့ခါကျတော့ပေါ့နော်ပြစ်တတရလည်းအရန်ကိုအပိယဂျိုးနဲ့ကြရဲ့ပြီးတော့ဒီထက်လဲပြစ်တတမျောလင့်ထားသလိုဖြစ်လာအောင်အများကြီးစူးစမ်းသွားမှာပါဟုတ် money no extra ဟိုရန်ကုန်ကိုလာခဲ့ရပါတော့ဒီစိတ်နဲ့ပဲလာခဲ့ရပါတော့အမ်စပြီးတော့ပြင်ဆင်တဲ့အချိန်ကလေးကအားလုံးဟိုမိသားစု လေးယောက်လုံးပါတယ်ပေါ့နော် sporting လဲ memory ရဲ့ sporting လဲပါတယ်အဲ့တော့ဟိုစိတ်ထဲမှာနေညာထမင်းစားလဲဒီစိတ်ပဲသွားလဲဒီစိတ်ရေတောက်လဲဒီစိတ်အဲ့လိုမျိုးဖြစ်နေတာပေါ့နော်ဟုတ်ကုန်းချစိတ်ကတော့မပြောပြလောက်နိုင်အောင်ပါပဲအဲဘယ်လိုပြောရမလဲအမ်မေမေဆွဲချိုတကုံးမရှိတော့ဘူးပေါ့အဓိကကလည်းဒါရင်းလိုက်တယ်ဆိုကြတဲ့ကကိုကစူးစမ်းဖို့ပေါ့နော်အဓိကဒီပြိုင်ပွဲအတွက်အများကြီး effort ထည့်မယ်အများကြီး 調査မယ်ဟိုလုံးဝဝင်တော့မှန်းတယ်ဒါပေမဲ့အဓိကရှင်ပြိုင်ခြင်းပါပဲရှင်ပြိုင်ခြင်းကအဓိကကိုဘယ်လောက်ထိ調査နိုင်လဲကိုဘယ်လောက်ထိအာ effort ထည့်နိုင်လဲအဲ့ဒါအရေးကြီးဆုံးပဲပေါ့နော်အာကို調査ရင်調査သလောက်ဖြစ်မှာပါဟုတ်ဟုတ်အမ်ဖီဖီလူကျင်တဲ့ winner crown ကိုတော့ယူပေးချင်ပါတယ်ဟုတ်အမ်ပရိသတ်မသိသေးတဲ့အရာကတော့ကက်ဝတ်ကျင်တာတွေပြီးရင် အဓိကတော့နှာခေါင်း surgery လုပ်ထားတာပြိတက်မသိသေးဘူးပေါ့နော်ဒါပေမဲ့ um အရန်ကြောက်တဲ့အရာကိုလုံးဝမကြောက်အောင်လုံးဝမကြောက်တော့တဲ့စိတ်ဖြစ်သွားရပေါ့နော်ဒီပြိုင်ပွဲပြန်လိုက်တဲ့အချိန်မှာဟောအဲ့ဒါတော့လုံးဝအမတ်တရပါဟုတ်ငါကောင်းအားပြည့်ဖြစ်သွားအော်အရင် already ဖြစ်နေပါပြီ100% 100%ဟုတ်ကဲ့တော့ကျောင်းမှာအဲ့တော့ခုလိုင်းဒါပြတ်တက်နေတော့ဘောတော့ဒါမှမဟုတ်ဒီလိုစကားလည်းဆက် ကဲ့အာဇလိုင်းကိုအပီးရပြိသက်တွေအားလုံးကိုကျေးဇူးများကြီးချင်ပါတယ်ပြိသက်တွေမျှော်လင့်ထားတာနဲ့အာထိုက်တန်အောင်အများကြီးစူးစမ်းသွားပါမယ်လို့ပြောချင်ပါတယ်ဟုတ်အာအခုလိုမျိုးအာစပင်တူနေပေမဲ့ပေါ့နော်ဒီဒီစပင်အကျုံနဲ့ဟိုတော့အပုံချနေအောင်လှနေအောင်ပြင်ပေးရအဲ့ကိုအဲ့ကိုကျေးဇူးများကြီးချင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်အာ thank you ပါ